်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေအသိမ်းခံရပြီးနောက်ပိုင်းကြောက်ကြီးကြောက်တကားနဲ့ညောင်လေးပင်မြို့နယ်တွေမှာစစ်ကောင်စီကစစ်အင်အားတိုးထားတယ်လို့တော်လိုင်းတပ်တွေစီကနေသိရပါဗျာ ဇွန်လ26ရက်နေ့ကကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းတက်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်းအဲ့ဒီလိုအင်အားတိုးလာတာလို့တော်လိုင်းတက်ကတာဝန်ရှိသူတယောက်က DVB ကိုပြောပါရယ်စစ်ကောင်စီတက်တွေတိုးထားတဲ့အင်အားနဲ့အခြားအခြေအနေတွေကိုတော့စစ်ရေးအခြေအနေကြောင့်ထုတ်ဖို့ပြောဆိုတာမရှိပါဘူးဇွန်လ26ရက်နေ့ကပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့ပူးပေါင်းပြီးစစ်တောင်းမြေဝန်စစ်စင်ရေးအဖြစ်ကြောက်ကြီးမြို့နယ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တာပါ အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးပြီးတုံမန်း22ယောက်ကိုတော်လိုင်းရဲတပ်တွေကဖမ်းဆီးရမိခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံကဖုန်းစင်ကတ်တွေနဲ့ဖွင့်ထားတဲ့ Google အကောင့်တွေကိုအတီးပြုတ်ကုတ်မပုတ်ပြီးတော့ဘူးလို့တုံဆွဲသူတွေစီကနေသိရပါတယ်ဒီအတွက်ထူးခြားတဲ့အကျိုးသက်ရောက်မှုတွေမရှိပေမဲ့အခြားဆက်တစ်ခုနဲ့အကောင့်ဝင်တာအကောင့်အသစ်ဖွင့်ရတွေမှာခက်ခဲနိုင်ကြောင်းနှီးပညာကျွမ်းကျင်သူတွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာ ီးခဲ့တဲ့2024ခုနှစ်အတွင်းမှာပဲမြန်မာနိုင်ငံကတချို့ဒေတာတွေအတွင်းမှာအသုံးပြုနေတဲ့မြန်မာ SIM card နဲ့ဖွင့်ထားတဲ့ Google အကောင့်တွေက SMS verification code အတည်ပြုကုန်မကြတော့တဲ့အကြောင်းကိုသုံးစွဲသူတွေစီကနေသိရပါဗျ။လက်ရှိအသုံးပြုနေလက်စားအကောင့်တွေမှာတော့ပြဿနာမရှိသေးတဲ့အကြောင်းကိုသုံးဆွဲသူတယောက်ကပြောပြပါရစေ။ ကုတ်မကြတော့ဘူးဆိုတာတော့တိတယ်ဟိုဟာဗာလေဒါပေမဲ့အကောင်လုံးက log in ဝင်ထားတာဆိုတော့လေတခါမှတော့အခုတည်းထိပေါ့နော်အဲ့လိုကုတ်ပြန်တောင်းတာမျိုးတော့မရှိဘူးရဟို log in ဝင်လိုက်တာနဲ့အတန်းပြီးဟိုအဲ့ application ကိုဖွင့်လိုက်တာနဲ့ auto login လုပ်ထားတော့လေမြန်လန်းဝင်နေတော့ဟို password တွေဗာလေဟိုမေ့သွားလို့ဟိုပြန်ချင်းရင်တော့ကုတ်ပြန်တောင်းမယ်ထင်တယ်အဲ့လိုကုတ်ပြန်တောင်းရင်တော့ဟိုဘယ်လိုလုပ်ရမလဲတော့တကယ်လို့ကုတ်မကြအောင်ဆိုရင်တော့ဘယ်လိုလုပ်ရမလဲတော့မသိဘူးပေါ့နော် အခုလိုအတည်ပြုကုန်မရတာကြောင့်အဓိကတက်ရောက်နိုင်တာကတော့ဒီပညာနဲ့အကျွမ်းတဝင် မရှိသူတွေမြန်မာစင်ကပ်နဲ့အကောင့်အစ်ဖွင့်မဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းသုံးအကောင့်တွေမှာကုန်မကြတဲ့အတွက်ကြောင့် Google ကြော်ညာမတက်တဲ့အတွက်ဝင်ငွေများတာတွေဖြစ်နိုင်ကြောင်းသိရပါတယ်။အခုလိုဖြစ်တာကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ operator တွေရဲ့ပူးပေါင်းလုံဆောင်နိုင်မှုအားနည်းနေရတဲ့အကြောင်းဖြစ်နိုင်ကြောင်းကိုဒီပညာကျွမ်းကျင်သူတယောက်ကမှတ်ချက်ပြုပါတယ်။ အဲ့အဓိကတော့ Google account login two step verification လုပ်ထားသူတွေကုတ်မလာရတာမျိုးဖြစ်နိုင်တယ်။အစက်တက်မှာ login ဝင်ဖို့ဆိုရင်အခက်အခဲရှိလာလိမ့်မယ်။မြန်မာနိုင်ငံကလက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် Google က automatic verification system တွေကိုတားမြစ်ခြင်းသို့မဟုတ်ရန်သားခြင်းလုပ်လာတာမျိုးဖြစ်နိုင်တယ်။အဘယ်သူတွေအများဆုံးထိခိုက်မလဲဆိုရင်တော့မြန်မာနံပါတ်နဲ့ Google account ကို two factor authentication သုံးထားသူတွေ။အဲ့တော့ access Google ဆိုကိုမြန်မာဖုန်းနံပါတ်နဲ့အသုံးပြုနေတဲ့ business user တွေ ကြီးပါမှာရှိပေမဲ့မြန်မာနံပါတ်နဲ့ Google Service တုံးနေတဲ့ user တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။အခုလိုဖြစ်လာမယ်ဆိုရင်ဖြည့်ရှင်းနိုင်မယ့်နည်းလမ်းတချို့ကို ပြောပြပေးကြပါမယ်။ပထမဆုံးအနေနဲ့မိမိရဲ့ Google account setting တွေကိုဝင်ပါ။ပြီးရင်တော့ two step verification ကိုနှိပ်ပါ။အဲ့ဒီစာမျက်နှာကိုအပေါ်ဆွဲတင်လိုက်မယ်ဆိုရင် plus added authenticator ဆိုတဲ့နေရာကိုနှိပ်ပေးရပါမယ်။အဲ့ဒီနေရာမှာ QR scan တစ်ခုပေါ်လာပါလိမ့်မယ်။ အဲ့ဒီကျူအာကိုစကန်ဖတ်ဖို့အတွက်မိမိဖုန်းမှာ 2FA Authenticator 2FAS application ကိုကြိုတင် download လုပ်ထားဖို့လိုအပ်ပါတယ်။အဲ့ဒီ application ကိုဖွင့်ပြီး pen new device ကိုနှိပ်ကစကန်ဖတ်လိုက်မယ်ဆိုရင်နံပါတ်၈လုံးပါဝင်တဲ့ကုတ်ကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒီကုတ်ကိုအသုံးပြုပြီးမိမိရဲ့ Google account ကို login ဝင်နိုင်မှာလည်းဖြစ်ပါတယ်။ဒါအပြင် Google account setting ထဲက backup ကုတ်ကိုနှိပ်ပြီးပေါ်လာတဲ့နံပါတ်၈လုံးပါ ကုတ်ဆယ်ကူကို တေချာကူးယူသိမ်းထားပြီးလိုအပ်တဲ့ချိန်တိုင်းမှာကုတ်တစ်ခုချင်းစီနဲ့ login ဝင်နိုင်ပါတယ်။ကျမကိုဝေးပါ။ကင်းမီနယ်ကုတ်ရင်းမြို့နီးမှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းနဲ့ဂဲလန်နေကူအောင်စစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ွားနေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေပါတယ်။ဂျုံတို့ကုတ်ရီလမ်းမိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ွားနေပါတယ်။ဒါအပြင်ကုတ်ရင်းမြို့နီးနဲ့ဂျုံတို့မြို့နီးတစ်ဝိုက်ကိုစစ်ကောင်စီကမြေပြင်ကနေ နက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေတဲ့ပြင်ဂျိုင်းမီလျှောက်ကကြေးရွာတွေမှာဝင်ရောက်တက်ဆွမ်းနေပါတယ်။အင်းကျွန်တော်တို့ဒီဂျိုင်းမီလျှောက်ကပြစ်ဆွဲထားတဲ့ကြေးရွာတွေကိုဘင်းရနေတဲ့နက်ကိုစကားပြောနေကြတော့ကျွန်တော်စိတ်နော်အဲ့တူနီနာမှကျွန်တော်မလို့ရေးကြဘူးပေါ့နော်။အမတူတော့နီနာမှကျတော့နေတဲ့လူမရှိပါဘူး။သူတို့နဲ့သူတို့နေရတဲ့အိမ်မနေအနေဆုံးကအော်ကိုက်300 900ကျော်မှာနေလို့ရင်းမှာငါတို့နားမှာနေစင်းမရှိဘူးကြာမှာတခုနော်တို့ကင်းနေတာကြတော့လဲအဲဒါဆိုရနေရတာပေါ့နော်ဟိုလူတွေ့ရင်တနတ်ဟိုပြောင်းမှုချိန်ညာတို့လုံနေတာညောရှိကောင်ဒီတက်ဖွဲ့ဝင်တွေဂျီရော်ဒီတွင်ဝင်ရောက်တက်ဆွဲနေတာကြောင့်ဒေါ်လာကြီးတက်ဖွဲ့ဝင်တွေကထင်လွဲမှောင်ကိုလည်းစိုးရင်ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်ကြီးတက်ဖက်ကဂျီရော်ဒီတွင်ဝင်ရောက်တက်ဆွဲနေတာကြောင့် ဒေသခံပြည်သူတွေလုံးဝခက်ခဲဖြစ်မှသိကြတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်ဒီရွာတွေမှာအင်အားတွေဖြည်ပြီးတော့မှစစ်ကောင်စီကတပ်ဆွဲမှာတော့ရွာသားတွေကဟိုကြောက်ရွံ့နေစိုးရိမ်နေအဆင်မပြေမှုတွေကြုံပြရတာပေါ့နှစ်ပူတွေကမှသူတို့ကမဲမဲမြည်ရင်ဟိုအကုန်လုံးလုံနေတာအဲ့တော့ရွာသားတွေကရွာရှောင်မယ်ဆိုရင်လည်းမရှောင်ရဘူးသူတို့ကဆွဲထားတယ်သူတို့ပြေးမထွက်ဘူးအပြင်ပြေးမထွက်ဘူး ပြောချင်တာကတော့ရွာသားလေးကိုခုတုံးလောက်တာပေါ့ကွာလူလူတွေကိုကာပါလောက်တဲ့ခုတုံးလောက်တဲ့ဆိုတော့အာဒါသူတို့ရဲ့စနစ်တစ်ခုလည်းဖြစ်မှာပေါ့ရွာတွေမှာတက်ဆွဲတဲ့ဆိုရင်တော့တည်ကြတယ်တည်သူတွေကတော့လုံးဝခက်ခဲဖြစ်မှာတည်ကြတယ်စစ်ကောင်စီလက်အောက်ခံကင်မီနီဆိုးရောက်ခွဲကဂျိုင်းမြစ်တွင်းအများပြည်သူတွာလာနေတဲ့ဂရုစိတ်တွေကိုကုသန်းတော်လာစဉ်ပိတ်ပင်ထားတာကြောင့်ခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ် ဒါအပြင်လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင်းစစ်ကောင်စီတပ်ဖက်ကကော်ရီမျိုးပါဝင်ဖန်ချိုင်းသလားကလန်တရှောင်းနဲ့ဂျုံတို့မျိုးခြေဆိုင်ခမ905ခမ906တိုင်ရင်းတွေကနေခန်းစစ်နေထားနဲ့လူလက်နဲ့ရင်အဖြစ်တင်းပြီးခန်းစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါ DVB ရောမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတက်ပါကျေးဇူးတင်ပါခင်ဗျာ